လုပ်ကိုဟိုဒီချင်းရစားပြီးတော့ပေါ့နော်ကိုအသက်ရွယ်အပိုင်းချမရှိလုပ်နိုင်မယ်ဆိုရင်တော့လုပ်ချင်ပါတယ်ဒီကဟုတ်ကမိသားစုကလည်းလူမျိုးပေါ့အချို့ဆိုတာဆောင်းလာမျိုးထွေးတယ်လေမောင်နှမတွေလည်းလိုပဲမသိတာလည်းပြောတယ်တင်တယ်အကုန်လုံးလိုပေါ့ဆရာကြီးကတော့အများကြီးပဲဆောင်းလာဒီဟုတ်ပဲမှာဒီခုထီလည်းရှိတယ်ပေါင်လေးကိုထန်ငယ်ပြီးမဲ့ငယ်ဒီလည်းပြတယ်ဟိုကလည်းလိုက်နာတယ်လုပ်လို့ကောင်းတယ်ပေါ့နော်အလုပ်ကိုင်းနေမှာအဆင်ပြေတယ်ဘယ်ရမှဟိုတိုက်တိမနေဘူးသွားလာတာဆောင်း ဒီအလုတ်ကကြောက်เสียလည်းမလိုဘူးထိတွေ့မှုလေးအိမ်မှာလည်းဘင်းကလေးဆိုပူကောင်းတယ်ကွာတိုင်ရှင်းရမှုကိုအိမ်မှာလည်းလုပ်နေကြအတိုင်းပဲဒါပေမဲ့ဒီမှာထူးခြားသွားတာစက်ပစ္စည်းကရိယာလေးတွေကိုဆရာကြီးကသင်ပြတယ်အကိုမတက်တဲ့ဆေးပစ္စည်းတွေကိုလည်းသူကနီလန်နဲ့ပြောတယ်ဒါလေးတွေကိုလိုက်နာလို့ရှိရင်ခက်ခက်ခဲမရှိဘူးဆိုတဲ့အကြောင်းညီမလေးတွေမောင်လေးတွေလည်းပြောပါတယ်ကြောက်เสียမလိုဘူးဟုတ်လားဟုတ်ကဒီဓာတ်ကအများကြီးကောင်းစွာကြိုးစိုးတယ်မောင်နှမတွေအကုန်လုံးကဒီတော့အလုပ်ထပ်တာတော့ပြောင်းဝင်လာပါဟုတ်ကဲ့ပြောင်းဝင်လာပါဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့ပြောင်းလာအောင်ဆိုတော့ ဟုတ်ကဲ့ငကိုတွေကကိုလည်းထောက်တော့လောက်ကိုတားသဘောကျတယ်လေပြန်ဝင်လာချင်းအကြောင်းရလဲအလုပ်ကိုလည်းနှစ်သက်တယ်ကိုရဲ့ခံယူချက်ကဒီအလုပ်နဲ့ပဲငကိုတွေကဟိုပျော်ခဲ့တာ哦အလုပ်ထဲမှာလည်းပျော်ပါတယ်အားကြောင့်မို့ပြန်ဝင်လာပြီဖြစ်ပါတယ်ဒီတော့အတိုင်းပဲကိုတို့ကျန်တော့အတိုင်းပဲဘာမှမပြောင်းလဲဘူးလုပ်လို့လည်းကောင်းတယ်ပို့ပို့ပြီးတော့တော့ဘောနော်ကိုကိုကိုစိတ်ခံစားမှုကဆဆချင်းဝင်တော့ရတယ်တော့မတူဘူးဒါပေမဲ့ဒုတိယတစ်ခေါက်ပြောင်းလာတဲ့အချိန်မှာရုံချင်မှုအပြည့်ပေါ့ကိုကိုဟို ပေါ့ပေါ့ပါပါတယ်။ဒီကလူကြီးကလည်းဆက်ဆန်တာအရင်တိုင်းပဲလေ။အဲ့လိုမျိုးခံစားမှုရှိတာ။ပြောတယ်အရင်ထက်ပိုပြောတယ်။ဒီလိုလုံးဝမရှိသေးဘူး။တခြားကိစ္စတွေလည်းဖြစ်ဖြစ်ဆိုရင်တော့မပြောင်းလဲလို့ပြောလို့ဘယ်ကဆက်ဆန်လဲ။ဆက်ဆန်မှုအရင်တိုင်းလေးပဲကြိုးစားတာနှွေးထွေးတယ်။ပြင်းပြင်းရှင်းရှင်းပဲအကောင်ကဘလိုပဲ။ဆောင်းမိုင်းလိုပဲလေ။အမအသက်ရွယ်နဲ့လုံနိုင်သေးပေါ့တော့။ထုတ်သွားမယ်လို့တွေးထားတယ်။ ဆိုရင်မာဆရာတင်ပေးတဲ့အပေါ်မှာပေါ့ဟုတ်ဆေးစက်နီးဒီဆေး၃ဘူးရဲ့ဟာဒီပေါ့နော်တော်တော်များများသိကြရပါတယ်ပုဂ္ဂုဒါတော်တော်များများလေးရပါတယ်ဆရာဆရာနဲ့စာတွေ့ရောလက်တွေ့ရောဆိုနှစ်မျိုးပေါ့နော်ဟိုစာတွေ့တင်လာလဲအုံတော့ထရအောင်ဒီဆရာထည့်ပြီးပါလေလက်တွေ့ကြရလဲလက်တွေ့မို့လို့တော်တော်လေးကိုဖိုတိုတက်လာပါတယ်ဖိနေလိုက်တာကိုယ့်တပူကောင်းတယ်လို့လည်းခံစားတိုးတက်မှုရှိပါတယ်အားလုံးဆိုပို့ပြီးတော့ယုံကြည်စိတ်ချပြီးတော့ကိုယ့်ကိုယ်ကိုပေါ့နော်ရှင်တော့လည်းမတူဘူးရှင်တော့ တော်တော်ကြောက်ရှိတယ်ပေါ့အလုပ်လုပ်ရမှာပေါ့မမမင်းရဲ့ပေါ့ဆန္ဒအမပြောခဲ့တယ်လို့ပဲတာဝန်တစ်ခုပေးလို့ရှိရင်ပြီနေတယ်လို့ကြီးခံစားရတယ်အခုဘယ်နေရာသွားသွားသွားနိုင်တယ်ဆိုတဲ့ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရဲ့ချက်နောက်ပြီးတော့ဒီအလုပ်ကိုဟိုဒီချင်းရစားပြီးတော့ပေါ့နော်ကိုယ့်အသက်ရွယ်အပိုင်းချမရှိလုံနိုင်မယ်ဆိုရင်တော့လုံချင်ပါတယ်ဒီကဟုတ်ကမိသားစုကလည်းလုံးမလို့ပေါ့အချို့ကဆန္ဒမျိုးထွေးတယ်လေမောင်နှမရဲ့လိုပဲမသိတာလည်းပြောတယ် တင်နေအကုန်လုံးလို့ပေါ့ဆရာကြီးကတော့အများကြီးတဲ့ဆက်မဆိုဒီဟုတ်ထဲမှာဒီခုထီလည်းရှိတယ်ဘောင်လေးကိုထက်ငယ်ပြီးမဲ့ငယ်ဒီလည်းပြတယ်ဟိုကလည်းလိုက်နာတယ်လှုပ်လို့ကောင်းတယ်ပေါ့နော်အလုပ်ကိုင်းနေမှာအဆင်ပြေတယ်ဘယ်ရမှဟိုတိုက်သိမနေဘူးသွားလာတာစာဆိုရင်အမဟိုအလုပ်ကလျှောက်ချင်တာသူကတန်းချိန်မှာ ာပြောချင်လို့ဆိုတော့ဒီအလုတ်ကကြောက်စရာလည်းမလိုဘူးချွတ်ချွတ်မှုလေးအိမ်မှာလည်းဘင်းကလေးဆိုပူကောင်းတယ်ကွာတန်ရှင်းရမှုကိုအိမ်မှာလည်းလုပ်နေကြအတိုင်းပဲဒါပေမဲ့ဒီမှာထူးခြားသွားတာဆက်ပစ္စည်းကရိယာလေးတွေကိုဆရာကြီးကသင်ပြတယ်အာကိုမတက်တဲ့ဆေးပစ္စည်းတွေကိုလည်းသူကနီလန်းနဲ့ပြောတယ်ဒါလေးတွေကိုလိုက်နာလို့ရှိရင်ခက်ခက်ပဲမရှိဘူးဆိုတဲ့အကြောင်းဒီမှာလေးမောင်လေးတို့လည်းပြောပါတယ်ကြောက်စရာမလိုဘူးဟုတ်လားဟုတ်ကဒါသူကအများကြီးကောင်းမှုဆိုတာကြိုးကြိုးတယ်အောင်တော်မတွေအကုန်လုံးက အမဝင်လာတာမှန်တိုင်းပြောမှဆိုရင်ကြောက်တော့ကြောက်တယ်ဒါပေမဲ့ကိုကဆရာတကားကိုလိုက်လာတယ်လေဆောင်းကပြောတယ်ကဆရာကြီးခိုင်းတယ်လို့ပဲတိကျသွားနေပဲလို့တော့ပိတ်ပြတ်မကြောက်ရပါဘူးဟိုဆရာပြတဲ့အတိုင်းလုပ်တယ်ထိအောင်လည်းမလုပ်ဘူးလို့ပေါ့အမျိုးမျိုးပေါ့ဆရာကြီးဆုံးမတဲ့အတိုင်းလိုက်လာတဲ့အတိုင်းဒီခဲ့တဲ့ပြအမကိုကတော့ဖက်တန်းခဲ့တဲ့ကာလတစ်ဆောင်မှာခက်ခဲမရှိဘူးလို့ထင်တာပဲကိုလည်းကိုကိုကိုပေါ့နော်အဲရောအရင်ကတော့လုပ်ခဲ့တော့မှာပေါ့သူက ရတဲ့ရခဲ့ပါလေရှင်ဟိုနေရဘူးဘောနော်အမနာတဲ့အချိန်ကြီးဆင်းရင်တော့မှပဲအဲ့စိတ်ဒါပါကြီးပေါ့နော်ဒါတနည်းနည်းဆင်းရဲ့အချိန်အမအတွက်ကဟိုဘယ်လိုပြောရမလဲလာတာအပြင်ရက်တွေဆင်းရင်ဆင်းတယ်လို့ပို့ရတယ်ဆိုအမပြီးပါလေဟုတ်ပါပြီကျေးဇူးတင်ပါတယ်အမရောမဆွေပြီးသွားပြီဆိုတော့ပြောချင်တယ်အင်းပြီးသားပြီဆိုတော့အမစိတ်ထဲမှာအရင်အထက်ပို့ပြီးတော့ဟိုအလုတ်လုတ်ဖို့ပေါ့နော်အားတန်တယ်ပေါ့ပြောမှဆိုရင်ဟိုအားရည်လည်းရှိတယ် ကိုပြီးတော့ကတော့ကိုလောက်ရင်မမားတော့ဘူးလို့အဲ့လိုမျိုးပေါ့နော်အရင်တော့ကြောက်တယ်ကိုလည်းကြောက်သိရှိအောင်ခလေးတွေကိုလည်းမကြောက်နဲ့လှုပ်လို့ရတယ်ဒီလောက်ကသူတို့ပြောတယ်အခုဆရာဆဲဥစ္စာတိုင်းလိုက်နာမယ်ဆိုရင်အာမားတဲ့အကြောင်းမရှိတော့ဘူးကိုတော့မကြောက်တော့ဘူးခလေးတွေကိုလည်းမကြောက်အောင်ပြောထားပါတယ်ဘာမှကြောက်စရာမလိုဘူးဆရာကပြောခြင်းတော့ဆိုတော့ဆရာအရင်နေကကိုဆရာဆိုတော့အခုတင်ပြီးတဲ့ဥစ္စာကိုဆရာအတွက်ကိုဘယ်လိုပြောရမလဲ။ဆနာခရီးပြီးတဲ့အတိုင်းပေါ့။ဆရာအတွက်ကို ယူနိုင်တဲ့လူတယောက်ဖြစ်အောင်လုပ်ပေးပါမယ်လို့ဆရာပြန်ပြရအောင်ဟာဆရာပြန်ပြလိုက်ပါဟုတ်ပါပြီကျေးဇူးတင်ပါတယ်ကျေးမက္ကနာတက်လာတဲ့ကျွန်တော်ပြရလဲကျေးဇူးတင်ပါတယ်နော်ဘယ်လိုပဲဖြစ်ဖြစ်အရင်ဆုံးကလည်းသူသူတက်နိုင်တဲ့ဘက်ကနေဆက်ဆက်တက်နိုင်တဲ့လောက်ဆောင်နေခဲ့တယ်အခုတော့သူကိစ္စတွေသူကတော့ပြန်လာရေးပြန်လာရေးခါကျတော့ဘာမှမဟုတ်ဘူးဆိုတော့သူကဘာမှလက်မခံနိုင်ကြတော့မရှိဘူးနော် ကျေးဇူးပါကျေးဇူးတဲ့အတွက်လည်းကျေးဇူးပါအသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲစူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှင်ပါအလုံးလို့ရဟုတ်ရှိရဲ့နော်